နေပြည်တော်ပြည်မနာမြို့မှာရှိတဲ့ရောင်နေဦးရတနာရွှေဆိုင်ကိုတနက်အတူနဲ့ချင်းချောက်ပြီးလူရမှုကျွလွန်ခဲ့သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ကိုတပ်တင်ကန်ရွှေနဲ့ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကသိရပါတယ်။နိုဝင်ဘာ10ရက်မနက်9:00ခန်းခန့်မှာပြည်မနာမြို့မင်္ဂလာရက်ကဘိုးတောက်ထိန်လမ်းမှာဖွင့်လှစ်ရောင်းချလေးရရှိတဲ့ရောင်နေဦးရတနာရွှေဆိုင်မှာစိုက်ပိုင်ရှင်53နှစ်အရွယ်တော်အေးအေးမော်နဲ့ဝန်ထမ်းဖြစ်သူ အသက်16နှစ်အရွယ်မတ်ချစ်ကဗျာတို့ရှိနေစဉ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ဆိုင်တွင်ဝင်ရောက်လာပြီးအမျိုးသားကဒေါ်အေးအေးမွန်ကိုတနက်အတူနဲ့နှထင်ကိုထောက်ပြီးချင်းချောက်ကရွှေရည်ပစ္စည်းတွေကိုအိတ်အတွင်ထည့်ခိုင်းစဉ်ဒေါ်အေးအေးမွန်ကတနက်ကိုပုတ်ထုတ်ခဲ့ရာအဆိုပါအမျိုးသားကတနက်နဲ့ထူပြီးလက်သေးနဲ့ထိုးခဲ့ကြောင်းအဆိုပါအမျိုးသားနဲ့အတူပါလာသူအမျိုးသမီးကရွှေရည်ပစ္စည်းတွေထည့်ထားတဲ့ဘူတဘူးကိုလူရက်ယူဆောင်စဉ်မတ်ချစ်ကဗျာကပြန်လည်လူယူခဲ့ရာအဆိုပါအမျိုးသမီးကလက်သေးနဲ့ကုတ်ချစ်ပြီးတွန်းထုတ်ခါထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျာ အဆိုပါပြမှုကျွလွန်သူတွေကိုဒေတာကန်တွေနဲ့အဆိုပါရက်ကွက်အတွင်ရောက်ရှိနေတဲ့နေပြည်တော်ကင်းဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဝိုင်းဝန်းဖမ်းဆီးခဲ့ရာမင်္ဂလာရက်ကွက်ကင်းလန်းသွေတက်လန်းပေါ်မှာလူရဲမှုကျွလွန်သူတွေဖြစ်တဲ့ရွှေပြည်သာမြို့နယ်တိန်ချောင်းရွာနေ28နှစ်အရွယ်တန်းတိုးအောင်နဲ့ပြမနာမြို့နယ်ရန်အောင်နှင့်ရက်ကွက်နေ25နှစ်အရွယ်ရမင်းခေါ်ရေဟန်တို့ကို၎င်းတို့ပြမှုကျွလွန်စဉ်အသုံးပြုခဲ့တဲ့တနက်အတူနှစ်လက်အယူအသွား9လက်မှခန့်ရှိတဲ့ခောက်တာတစ်ချောင်းစီစံအိုင်အမျိုးအစားဆိုင်ကတည်းက လက်ကင်ဖုံးနှလုံး၎င်းတို့လူရဲယူဆောင်ထားတဲ့ရွှေလက်စွပ်73ခွင်ရွှေငကရှိရန်ရွှေဆွဲသည့်တစ်ခုခံမှန်းငွေကျပ်46သိန်းကျော်ခန့်တို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။၎င်းတို့လူရဲမှုကျွလွန်စဉ်ထုနှက်ထိုးကျိတ်ကုတ်ချက်ခဲမှုကြောင့်ဒေါ်အေးအေးမော်မှာဦးကောင်းနဲ့မျက်နာရုံမှာ၎င်းမတ်ချစ်ကပြားမှာဦးကောင်းမှာ၎င်းဖူးရောင်ပွန်းချက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ပြင်မနာမြို့ကတဲ့200ပြည်သူစေယုံမှာတယောက်ဈေးကိုတောင်းမှုခံယူလျက်ရှိရလို့သိရပါဗျာ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်ဆီးရမိသူတွေဖြစ်တဲ့တန်တိုးအောင်နဲ့ရမင်းခေါ်ရီဟန်တို့ကိုပြင်မနာမြို့မှာရဲစခန်းမှာပ243မြင်းဆောင်2025ရာဇသက်ကြီးပုံမှ394မြင်းဆောင်134နဲ့အမှုရေဖွင့်ဆစ်ဆေးပြီးထိရောက်တဲ့ပြည်တံရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။